ပုံမှန်အဖြစ်နည်းနည်း bulky ဖြစ်ဖြစ်လေးလေးကြီးကြီးထူထူအဲအဲ့လို watch တွေမှာပဲပါလိရှိရာနေပြီးတော့ဈေးကလည်းမကြီးတဲ့ watch fit လိုမျိုး series မျိုးမှာเนาะပပလျလျပေါပေါပပဘော်ဒီမှာဒီလိုထည့်ပေးလာတယ်ဆိုတော့ဘာဝေးကဘာဖြစ်ချင်တာလဲကိုသိပြီးတော့မသေးခွဲဘူးပေါ့เนาะဒါ blame တာမဟုတ်ဘူးเนาะသဘောတော့ကြတယ်ဒါပေမဲ့သူရဲ့ next move ကဘာလဲအဲ့ဒါကိုတော့သိချင်မိတယ် Huawei က watch fit 4ကြီးညာလိုက်ပြီ ဆိုတော့အရင်နှစ်တုန်းက Watchfit 3နဲ့ဘာတွေကွာမလဲဘာ feature တွေပိုပါလာမလဲအဲ့ဒါကိုတစ်ချက်ကြည့်ကြည့်မယ် Pro series ကိုပါတို့ဒီနှစ်မိတ်ဆက်လိုက်တယ်ပေါ့နော်အဓိကကတော့အာပထမဦးဆုံးကျွန်တော်အနေနဲ့မျက်စိထဲမှာအမြင်ကိုပြောပြရမယ်ဆိုလို့ရှိရင် Pro series ကရှေ့က Sapphire glass နဲ့ဖြစ်မယ်ဘောင်က Titanium alloy နဲ့ဖြစ်မယ်ပြီးတော့ body ကကျတော့ Aluminium alloy နဲ့ဖြစ်မယ်ဆိုတော့ပိုကောင်းတဲ့ material တွေတုံးထားတယ် ပြီးတော့စန်စာလဲကွာတယ်ဗောနော်စန်စာအနေနဲ့ကရိုးရိုးအာ watch fit 4မှာဆိုလို့ရှိရင်အရင်နှစ်ကစန်စာအတိုင်းပဲတွေ့ရမယ်4 pro မှာကျတော့ Huawei ရဲ့ true sense system လို့ခေါ်တဲ့ပို့ပြီးတော့တိကျတဲ့ heart rate တွေဘာတွေကိုပို့ပြီးတိကျတိုင်းနိုင်တဲ့စန်စာပါလာတယ်ပြီးတော့အရင်တုန်းက support မလုပ်တဲ့ pro level sports တွေကိုလည်းဒီ pro series က support လုပ်ပေးနိုင်တယ် ဆိုအဲ့ဒီအကြောင်းကိုတော့ကျွန်တော်အာနောက်ကြရင်ဆက်ပြောပြမယ်ပေါ့နော်လောလောဆယ် body နဲ့သူ့ရဲ့ build quality နဲ့ design နဲ့ကိုဆက်ပြောရအောင်အရောင်အနေနဲ့မှာက normal version မှာဖြူရယ်အမဲရယ် purple ရယ်ရှိမယ် pro ကကျတော့အစိမ်းရယ်အမဲရယ်ရှိမယ် strap ကိုဖြုတ်ရတာတက်ရတာလေတော့တော့ကိုလွယ်တယ်တော့တော့ကိုလွယ်တယ်မြင်ဘူးသမျှအာရိုးရိုး wash ရော smart wash ရော bare wash ဖြစ်ဖြစ်ဒီကောင်အလွယ်ဆုံးပဲဒါလေးကိုထိပြီးတော့ဆွဲထုတ်လိုက်အောင်ပြီးသွားပြီ ပြန်တက်မှာလားအဲ့ဒါလေးကိုဒီတိုင်းလေးအန်လေးတွေဝင်သွားအောင်လို့ပြန်တက်ပေးလိုက်အောင်မယ်တအားကိုမြန်ဒီတဲ့အဆင်ပြေတာဘာရှိအောင်မလဲပေါ့နော်ဆိုတော့ Huawei ရဲ့ Fit 4 series မှာကျွန်တော်သဘောအကျဆုံးအချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့သူရဲ့ build quality နဲ့ design ပဲဒါတော်တော်လေးတိုးတက်လာတာသူရဲ့ form factor ကပုံမှန် smartwatch တွေထက်ပိုပါတယ်ပေါ်ပေါ်လေပို compact ဖြစ်တယ်လို့ခံစားရတယ်။ smartwatch တွေမှာဒီလိုမျိုးပပလေးနဲ့ပေါ်ပေါ်လေးနဲ့ဒါတော့ compact ဖြစ်တဲ့ ဒီလောက် feature pack ဖြစ်တဲ့ smart watch တွေထွက်လာလိမ့်မယ်လို့တော့မထင်ထားတာတော့အမှန်ပဲကျွန်တော်ပုံမှန် smart watch တွေရဲ့ form factor အနေနဲ့ bulky ဖြစ်တဲ့လေးတယ်ထူတယ်နော်ဒီကောင်ကကြတော့ watch fit 4ရိုးရိုးမှာဆိုလို့ရှိရင်27 gram နဲ့ watch fit 4 pro က30 gram ကြော်ကြော်လောက်လေးပဲရှိတယ်အထူးအနေနဲ့ကပိုတော့မှမိုက်သေးတယ်ဒီ pro series မှာက9.3 mm အထူးပဲရှိတယ်ရိုးရိုး series မှာက9.5 mm အထူးရှိတယ် နိုင်ရှင်ပြီးပြောမယ်ဆိုလို့ရှိရင်အာမနစ်ကတော့ငါထွက်ခဲ့တယ် Huawei ရဲ့ Watch Fit 3မှာတော့ငါ9.9 mm ဆိုတော့ mm တဝက်လောက်ကိုတစ်နှစ်တွင်းမှာပြုတ်သွားတာပေါ့နော်အဲ့ဒါကစကားအရတော့နော်ဟိုဆောက်ရက်ပေါ်ကကင်းကနန်အရာတော့တိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့လက်ပေါ်တင်ထားလိုက်ရင်ကျတော့တော်တော်လေးသိတာတာပေါ့နော်ဒီလက်ပေါ်ကဒီကိုယ့်ရဲ့ fit ပေါ့နော်သူ့ရဲ့ profile ပေါ့အဲ့ဒါတော်တော်လေးကိုမိုက်တာလက်နဲ့ကက်ကက်ရက်ရက်လေးချက်ချက်ရက်ရက်လေးဖြစ်သွားတယ်အဲ့ဒါလေးကတော်တော်လေးကိုနှိကြတယ် ဒါ daily wear ရတာမှာတော်တော်လေးအဆင်ပြေတယ်။နေရထိုင်ရတာလည်းပေါ်ပါတယ်။ Watchfit 4 Pro ကနည်းနည်းလေးပို့ပြီးတော့ angular ဖြစ်တဲ့ဒီဇိုင်းရှိတယ်။ Watchfit 4ကကျတော့နည်းနည်းလေးပို့ပြီးတော့ smooth ဖြစ်တယ်။နည်းနည်းလေးအာလုံလုံလေး easy easy လေးဆိုတဲ့ look မျိုးပေးတယ်ပေါ့နော်။ပြီးတော့ Pro model မှာကကျွန်တော်တို့ဒီ digital crown ပေါ့နော်။အဲ့ဒီ digital crown မှာ accent လေးပါတယ်။ရိုးရိုးမှမပေါ့။ Okay display အနေနဲ့ကအရင် Watchfit 3လုံးကနဲ size ကအတူတူပဲ1.82 inches ပဲ AMOLED ပဲ ် horizon display ပါ냐ပါတယ်ဒါပေမဲ့မနစ်ကထပ်ပိုကောင်းတာဒီကောင်ပိုလင်းလာတယ် watch fit 4မှာ peak brightness က2000 nits အထိရလာပြီးတော့ watch fit 4 pro pro series မှာဆိုလို့ရှိရင်3000 nits အထိရသွားတယ်ဆိုတော့နေအောင်အမှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကတော်တော်လေးတိတာတယ်အရင်တော့ကနည်းနည်း budget series တွေဝင်တဲ့ smart watch တွေကဒီ sunlight အောက်မှာကြည့်မယ်ဆိုလို့ရှိရင်အရန်တိတာတယ်ဗောနော်အသိအင်းမပြေဘူးဒီကောင်ကတော့ဘယ်လိုပဲနေအောင်အောက်ထဲကြည့်ကြည့်တော်တော်လေးကောင်းတဲ့ brightness ကိုဒီကောင် maintain လုပ်ပေးနိုင်တယ်ဒါလေးကတော်တော်သဘောကျစရာကောင်းတယ် โอเคဆိုတော့ဒီ wash ကိုဘယ်လိုသုံးရလဲပေါ့နော်အာအဲ့ဒါလေးကျွန်တော်နည်းနည်းပြောပြမယ်ပထမဦးဆုံး compatibility အကြောင်းပြောအောင်ဒီကောင်က iPhone တွေရောတွဲသုံးလို့ရလား Android တွေပဲရမှာလားဆိုတော့ iPhone တွေလည်းရတယ် Android တွေလည်းရတယ်အာဒီကောင်ကိုပဲလုပ်ဖို့အတွက်ကို Huawei Health App လေး download လုပ်ရမယ် Apple ဆိုလို့ရှိရင်တော့ App Store ကနေ down Huawei ဆိုလို့ရှိရင်တော့ Huawei App Gallery ကနေ down အဲ့လို down ပြီးသွားပြီဆိုလို့ရှိရင် QR နဲ့ပဲပဲပဲဘယ်လိုပဲ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 လိုက်ဗျာနော်ပဲရတာလည်းလွယ်တယ် အခုဆိုကျွန်တော်ဒီမှာ iPhone နဲ့ပဲလုပ်ထားလေးတွေကိုပြပေးထားတယ် digital crown လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီမှာ menu icon လေးတွေမြင်ရမယ်အဲ့ဒါကိုမှ icon အနေနဲ့မမြင်ချင်ဘူးဆိုလို့ရှိရင်အောက်ဆုံးမှာ list mode ကိုပြောင်းလဲလို့ရတယ်အဲဒါဆိုလို့ရှိရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီအောက်က button ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကြတော့တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် default အနေနဲ့ကအဲကျွန်တော်တို့ walkout ထဲကိုဝင်မယ်နှစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် wallet ထဲကိုဝင်မယ်။ဒါပေမဲ့တစ်ချက်နှစ်ရင်ဘာဖြစ်ချင်လဲနှစ်ချက်နှစ်ရင်ဘာဖြစ်ချင်လဲဆိုတာကိုကျွန်တော် Huawei Health App ထဲမှာသွားပြီးတော့ပြန်ပြီးတော့ assign လုပ်ပေးလို့ရတယ်။ကျွန်တော်တို့ home screen မှာအပေါ်ကနေပြီးတော့အောက်ကိုဆွဲချလိုက်မယ်ဆိုလို့ရှိရင် quick setting တွေတွေ့ရမယ်ပေါ့နော်။ find phone တို့ alarm တို့ screen on လောက်ထားခြင်းလားလား flash light mode လေးနဲ့ဖွင့်ထားခြင်းလားလားမျိုးစုံရတယ်။အောက်ကနေပြီးတော့အပေါ် swipe လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ notification တွေမြင်ရမယ်။ โอเคဆို notification နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောပြချင်တာရှိတယ်ပေါ့เนาะ notification က Huawei တို့ရဲ့ထုံးစံတိုင်းပဲတခုမိုက်တာပါလဲဆိုတော့မြန်မာစာမြန်မာဖောင့် support ပေးတယ်ဒါပေမဲ့ Apple user တွေအတွက်မှာနည်းနည်းလေး limitation ရှိတယ်ကျွန်တော်တို့ Apple နဲ့တွဲသုံးမယ်ဆိုလို့ရှိရင် notification တွေဝင်တယ်မြင်ရတယ်အကုန်လုံးလုံးတယ်အဆင်ပြေတယ်ဒါပေမဲ့ quick reply လုပ်ရှင်နေတို့ keyboard နဲ့စာရိုက်ရှင်နေတို့အဲအဲ့ဒါမျိုးတော့မရအောင် notification ဝင်တာကိုသိရမယ်အလတ်ရမယ်အဲ့ဒါကိုဆက်ကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ ဖုန်းကိုထုတ်ပြီးတော့အာကိစ္စကိုဆက်လုပ်ရမယ်ပေါ့နော်ဒါတော့ Huawei ကဘာမှမတတ်နိုင်ဘူးဒါ iOS ရဲ့သူ့ရဲ့ limitation ပေါ့ Huawei Health App ကလည်းပြောလို့ပြောတော့မဟုတ်ပါဘူးသုံးရတာတော့တော်တော်လွယ်တဲ့အထင်မှပါတယ်ပြီးတော့ okay ကျွန်တော်တို့ watch face လေးတွေအကြောင်းပြောမယ်ပေါ့နော် smart watch ဖြစ်တဲ့အတွက် watch face လေးတွေကအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ default ပါတဲ့ watch face ကိုမကြိုက်ဘူးကိစ္စမရှိဘူးကျွန်တော်တို့ဒီ watch face ကိုမှပြန်ပြီးတော့ custom လဲလုပ်လို့ရတယ်ပေါ့နော်อืมဒီမှာအကြောင်းပြောင်းတာတွေသူ့ရဲ့ complication ပြောင်းတာတွေအဲ့ဒါတွေကိုလုပ်လို့ရတယ်။နေရာအသေးမှာဘာထားမလဲ။နေရာအကြီးမှာဘာထားမလဲ။ widget လေးတွေကိုပြောင်းထားလို့ရတယ်။အဲ့အဲ့လိုမှမဟုတ်ဘူး။ဒီရှိနေတဲ့ဟာကိုမှပြင်ကျင်တာမဟုတ်ဘူး။ watch face အသစ်ထည့်ကျင်တာဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်။အဲ့ဒါကြတော့ Huawei Health App တည်းကနေပြီးတော့သွားလုပ်ရမှာပေါ့နော်။အဲ့မှာရွေးချယ်စရာတွေအများကြီးရှိတယ်ကျွန်တော်တို့ paid version တွေလည်းရှိတယ် free version တွေလည်းရှိတယ်အ paid ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဝယ်မသုံးခင်မှာအချိန်တစ်ခုသူကစမ်းပြီးတော့ပေးသုံးတယ် ဒီ wash face ရဲ့ quality ကတော့ wash face designer ပေါ်မှာမူတည်တာပေါ့နော်တချို့ကကျတော့ AOD မပါတာတို့ပါတို့အဲအဲ့လိုမျိုးကိစ္စလေးတွေတော့ inconsistency လေးတွေကတော့အရင်တိုင်းပဲထုံးစံတိုင်းပဲဆက်ရှိတော့မယ်ရွေးချယ်စရာကတော့တော်တော်ကိုများလာခမားနဲ့အဆင်ပြေတဲ့ wash face တခုမဟုတ်တခုကတော့ရှိလိမ့်မယ်အဲအခုပြထားတဲ့ကောင်လေးကဒီ wash face form မှာအစ်စ်ပါလာတဲ့ wash face ပေါ့နော်ဒီကောင်ကို custom wash face လို့ခေါ်တာပေါ့သူ့မှာ emoji တွေတို့ အဲပက်ပုံစံလေးတွေတို့အဲ့ဒါမျိုးလေးတွေကိုကိုယ့်ပတ်သက်ကို combination ချိန်တလို့ပေါင်းပြီးတော့ကိုယ့်ရဲ့စိတ်ကြိုက် wash face တခုဖန်တီးလို့ရတယ် Okay ဆိုတော့အာ navigation နေအကြောင်းသူ့ရဲ့ UI အကြောင်းနေပြောပြသွားပြီဆိုတော့ health and fitness အပိုင်းလေးကိုဆက်မယ်ပေါ့နော် health and fitness ကတော့ထုံးစံအတိုင်းပဲအာဒီ pro series မှာဆိုလို့ရှိရင် true sense system ပါသွားမယ်အရင်ကတည်းကပိုတိကျတဲ့အာသွေးခုန်နှုန်းနေတိုင်းပေးနိုင်မယ်เนาะပြီးတော့ဒီ SPO2 တိုင်းပေးနိုင်မယ် ပြီးတော့အရင်တုန်းကမပါခဲ့တဲ့ sensor ဆိုလို့ရှိရင် barometer ပါမယ်အစ်စ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီ watch fit 4 series မှာအစပေါ့နော် emotional well being တွေတို့ advanced sleep tracking တွေတို့အဲ့ဒါတွေအကုန်လုံးရသွားမယ်အဲဒါဒီဈေးနှုန်းမှာဆိုလို့ရှိရင်ဟင်တော်တော်လေး advanced ဖြစ်တဲ့ feature လို့ပြောရမှာပေါ့အရင်တုန်းကဒီဈေးတွေမှာမပါခဲ့ဘူး pro series မှာဆိုလို့ရှိရင် ecg တွေပါလေတိုင်းလို့ရတယ် ပြီးတော့ Watchfit 4 Pro မှာဆိုလို့ရှိရင်เนาะ golf တို့ trail running တို့ free diving တို့အဲ့လိုမျိုးနည်းနည်း extreme ဖြစ်တဲ့ sport တွေပေါ့เนาะ golf ကတော့ extreme ဖြစ်တဲ့ sport ဆိုတော့ပြောလို့မရအောင် the team sports ပေါ့ဗျာเนาะ the team sports တွေကိုပါ support လုပ်သွားတယ်ပြီးတော့ golf mode နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံက golf queen တွေအကုန်လုံးကို support လုပ်ပြီပုံမှန်အဖြစ်နည်းနည်း bulky ဖြစ်ဖြစ်လေးလေးကြီးကြီးထူထူအဲအဲ့လို watch တွေမှာပဲပါလိရှိရာနေပြီးတော့ဈေးကလည်းမကြီးတဲ့ watch fit လိုမျိုး series မျိုးမှာเนาะ ပပလျာလျာပပပပဘော်ဒီမှာဒီလိုထည့်ပေးလာတယ်ဆိုတော့ဘာဝေးကဘာဖြစ်ချင်တာလဲကိုသိပြီးတော့မသေးခွဲဘူးပေါ့နော်ဒါ blame တာမဟုတ်ဘူးနော်အာသဘောတော့ကြားတယ်ဒါပေမဲ့သူရဲ့ next move ကဘာလဲအဲ့ဒါကိုတော့သိချင်မိတယ် watch gd6 တို့ဘာလို့ကြားရင်ဘလောက်တောင်ကြမ်းမှာမဟုတ်လို့ဒီလို feature တွေကိုဒီ watch fit 4လေးမှာထည့်ပေးလာနိုင်ရတာလေပေါ့နော်အဲအဲ့မိကုန်းတော့မေးစရာရှိတယ်ဒါနဲ့ကျွန်တော်ဟိုဟာ ်ကော်ဖီချားတွေဘာတွေကိုတော့အတိအကျတော့မပြောပြတော့ဘူးကော်ဖီချားအကြောင်းကိုတိကျသိချင်လို့ရှိရင်ကျွန်တော်အပေါ်မှာနှိပ်လို့ရတဲ့နေရာလေးရှိတယ်ပေါ့နော် YouTube မှာဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုလေးပေးထားတယ်အဲ့မှာကြည့်ကြည့်လိုက်အာ Watch GT5 showcase မှာကျွန်တော်ပြပေးထားတယ် Facebook ကလူတွေအတွက်ကကျတော့ကျွန်တော် description ထဲမှာ link လေးထည့်ပေးထားမယ်အဲ့ဒီမှာအာ cough နဲ့ပတ်သက်တဲ့ feature တွေအပြည့်အဝအပြည့်စုံပြပေးထားတယ်အသေးစိတ်ရှင်းပြထားတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့အာဘာကြံသေးလဲဆိုတော့ online ပြောဖို့နေကြနေတဲ့ အပိုင်းကြီးတစ်ပိုင်းရှိသေးတယ်ဘက်ထရီဘက်ထရီကဒီကောက်မှာ 400mAh ပါတယ်အာဘက်ထရီ life က10ရက်ကနေပြီးတော့အကျဉ်းချမ်းသုံးမယ် AOD တွေပဲဖြန့်သုံးမယ်ဆန်းဆန်းမျိုးစုံကြိုးခုံပြီးသုံးမယ်ဆိုလို့ရှိရင်9ရက်အများဆုံးပြအများဆုံးမဟုတ်ပါဘူးအ ਨੇ ဆုံးပေါ့9ရက်လောက်ထိကတော့ခံငုံးခံတယ်အဲ့ဒါဒီကောက်ရဲ့ key selling point တွေကတခုပဲသူရဲ့ hardware software optimization အရန်ကောင်းတယ်တေချာတာတခုကတော့ ဒီ smartwatch market ထဲမှာဒီလောက်သေးဒီလောက်ပါပြီးတော့ဒီလောက် feature စုံနဲ့ smartwatch တစ်လုံးကဒီလောက်အခန့်တာမရှိတော့အဲ့ဒါတော့သိကြတယ်ဈေးနှုန်းအနေနဲ့က YoYo version ပေါ့နော်ဒီ Watch Fit 4 YoYo version က၄သိန်းဝန်းကျင်ဖြစ်မယ်ပြီးတော့ Watch Fit 4 Pro version ကကျတော့9သိန်းဝန်းကျင်ဖြစ်မယ်ဆိုတော့ကျွန်တော်အမြင်ထဲမှာ Watch Fit 4ကတော်တော်လေးကိုအာ လူတို့တော်များများအတွက်အဆင်ပြေတဲ့ price point ဖြစ်သွားလိမ့်မယ်လို့ထင်တယ်ဗောနော်ဒီဈေးနှုန်းမှာပဲ emotional well-being နေ advanced sleep tracking နေ water resistance နဲ့အတူတူ wash fit 4မှာအတူတူပါလာတဲ့ water sports စီတခြားသော advanced sports စီအဲ့ဒါတွေလည်းအကုန် support လုပ်တယ်ဆိုတော့တယုံတယုံလူအတွက်က pro မသွားဘဲနဲ့တောင်မှ yo yo wash fit 4 series မှာနေမယ် pro ရဲ့ functionality 80%လောက်တော့ရတယ်လို့ထင်တယ် ဆိုတော့ဈေးနှုန်းအရဆိုလို့ရှိရင် Watch Fit 4ကတော်တော်လေးကို price to performance ကောင်းတဲ့ watch တစ်လုံးဖြစ်သွားလိမ့်မယ်လို့ထင်တယ်။ခင်ဗျားတို့ရောဘယ်လိုမြင်လဲ။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းအောက်က comment ထဲမှာဝင်အောင်ဆွေးနွေးညှိနှိုင်းခွန်သားလို့ရပါတယ်။ Okay ။နောက်နေ့မှတွေ့ကြပါဦး။